မင်္ဂလာပါပရိသတ်များရှင်ကျမတို့အမင်္ဂလာ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှဆိုရင်တော့ကွာရှင်းပြက်စဲချဖို့အသင့်မတင်ဆွဲအကြောင်းအရာလေးကိုတင်ဆက်မျှဝေပေးသွားမှာဖြစ်ပါရယ်စီစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ရသည် subscribe လုပ်သွားပြီးပြီးတော့ဘေးနားက notification bell လေးကိုနှိပ်သွားပေးဖို့အတွက်ကိုမြင်တိုင်းရဲ့ခံလို့ပါရယ်ရှင်ပထမဆုံးမိခင်တရားရဲ့အစတစောင်းမှာပါရယ်သူမရဲ့အတွေးမြင်ခံစားမှုတချို့ကိုဖတ်ကြည့်စေချင်ပါရယ် ကျမကပျော်ရွှင်ချမ်းမြေ့မှုကင်းမဲ့တဲ့အင်အားကြီးကြောင့်သာသမီတွေပေါ်မှာရိုက်ခတ်မှုနဲ့ပတ်သက်ပြီးအကြံဉာဏ်တောင်းချင်တာပါစာကလေးကပဲကျမတို့လက်ထပ်ထိန်များခဲ့တာကမှားပြီလို့သိခဲ့ပါဗျ။လွန်ခဲ့တဲ့3နှစ်ကျမတို့ရဲ့သားလေးမမွေးခင်ကတော့လူသားသူကြားမှာကျမတို့ပြဿနာတစုံတရာမရှိပဲအဆင်ပြေပြေနေနိုင်တဲ့ဆွဲမျက်နှာဖုံးကိုကျမတို့အစွတ်ထားနိုင်ခဲ့ကြပါသေးတယ်။ အခုတော့ကလေးကိုတိတ်မထိခိုက်စေပဲကွာရှင်းပြတ်စေဖို့နီးလန်းများဆင်းရမှာရှိမလားလို့ကျမစဉ်းစားကြည်လာမိပါပြီ။ကျမကအင်တာရေးဆိုင်ရာအကြံပေးပညာရှင်တယောက်နဲ့ဆွေးနွေးကြံကြံတောင်းဖို့ပြောကြည့်တဲ့အခါမှာအဲ့ဒါကိုကျမခင်မွန်တဲ့ကလက်မခံပါဘူး။သူကတကယ်ကိုဒီကောင်ဆန်တွန့်တိုတက်ပြီးလူမှုရေးလက်ခံပါလို့မှာတယ်။ ကျွန်မကတော့သူ့ကိုဘသူကခိုင်းလို့မှမဟုတ်ပဲစာနာထောက်ထားစိတ်နဲ့ချားသူတရားအတွက်တခုခုလောက်ကန်ဆောင်ရွက်ပေးတာကိုကြည်လိုက်ချင်ပါသေးတယ်။သူစိတ်ဝင်စားတဲ့တခုတည်းသောအရာကတော့ကာကြီးတစီကိုမောင်းနေတာပါပဲ။ကလေးပေါ်မှာဆိုရင်လည်းလွန်ခဲ့တဲ့နှစ်ကဖြစ်ပေါ်လာတာလောက်ကလွယ်ပြီးဘာစိတ်ဝင်စားမှုမှမရှိပါဘူး။အိမ်ပြန်လာတာနဲ့ TV ဖွင့်ပြီးတယောက်တည်းတောက်တော့တာပါပဲပြီးတာနဲ့ပီတာဒီကိုလာပြီးပပွေကိုမမွေးပေးစမ်းပါအောင်ဆိုတဲ့စကားမျိုးပြောချင်ပြောတတ်တယ်အဲ့ဒါကလည်းလေးတမ်းမမနဲ့ခိုင်းစေချင်တဲ့ပုံစံမျိုးနဲ့ပြောတာပါ အဲကလေးကလည်းတွန်းစောတွန်းစောလုပ်နေပြီဆိုရင်တော့ကလေးအတွက်အခြေအနေသိမကောင်းနိုင်တော့ပါဘူးတကယ်လို့ဘာပြဿနာမျိုးမှမဖြစ်ပဲအိမ်ပြန်ပြီး ်ထုံးစံအတိုင်းနှုတ်ဆက်ပြီးဝင်လာပြီးဆိုရင်တော့ခဏတပြုတ်အေးချမ်းငြိမ်သက်မှုရနေတတ်ပါတယ်။ကျမတို့သားလေးကညီညီတသက်ကလေးထိုင်ပြီးကစားနေမယ်ဒါမှမဟုတ် TV ကြည့်နေမယ်ဆိုရင်တော့ကျမယောက်ျားကသူ့ကိုစပြီးနောက်ပြောင်ကြည်စဲတော့တာပါပဲ။ကလေးကိုသူ့ရဲ့ရှူဖနက်နဲ့မတိကလုတ်တိကလုတ်ကန်ချင်းကန်မဲစပင်ကိုလည်းဆွဲချင်ဆွဲမဲပေါ့ပီတာကအဲ့ဒါကိုစိတ်ဆိုးရင်ဆိုးမဲဒါမှမဟုတ်လေသူ့ကိုစော်ကစားတာပဲလို့ယူဆပြီးသူကလည်းဆူဆူညံ့ညံ့နဲ့ပြန်ပြီးထိုးနဲ့တိုက်ခိုက်တော်တာပါပဲ အဲ့ဒီချိန်လေးရောက်ရောကျမယောက်ျားကသူ့လက်ထင်းကသတင်းစာဓမ္မမှုကြီးနေတဲ့ TV မှာအာယုံပြောင်းသွားပြီးချက်ချင်းစိတ်ဆိုးမှန်ဆိုးနဲ့ကလေးကိုရိုက်နှက်ပြီးတိတိဆိတ်ဆိတ်နေခိုင်းတတ်ပါတယ်။ကျမမှလည်းအမားရိရှိမှကျမသိပါတယ်။ဒါပေမဲ့ကျမယောက်ျားရဲ့ပူပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့တော့ကျမတို့ပြဿနာတွေကိုရှင်းလို့ရနိုင်မှာမဟုတ်ပါဘူး။အခုဆိုရင်ကျမအသက်က35နှစ်ရှိနေပါပြီ။ ဝင်ငွေရကျမလည်းအလုပ်တစ်ခုလုပ်ဖို့အတွက်လိုအပ်လာပါပြီ။ကျမရဲ့သားလေးကိုလည်းသူကြောင်းနေရမယ့်အရွယ်တယောက်တည်းအထိမူကြောင်းကြောင်းတစ်ကြောင်းမှထားမှဖြစ်ပါလိမ့်မယ်။ဆရာအနေနဲ့ကလေးတယောက်ကိုထိခိုက်နေနာမှုသိမ့်မရှိပဲကွာရှင်းလို့ဖြစ်နိုင်မဲ့အသက်အရွယ်ကိုပြောပြနိုင်ပါသလားဆရာ။ လီတယောက်ရဲ့အကျိုးအတွက်ကွာရှင်းပြတ်ဆဲခြင်းနဲ့စိတ်ဆန္ဒနဲ့ပတ်သက်ပြီးတော်ရင်ရော်ကြီးအပြေပေးလိုက်ဖို့စွာကတော့မဖြစ်နိုင်ပါဘူး။အင်တာရဲ့တားပြုတ်မှုအလုံးလောက်နေပါမှာပဋိပက္ခစွာတော့ရှိကြတာပါပဲ။ကလီရီအလုံးကလည်းဒါကိုပဲအမြဲသိကြပါရယ်။ဒါကြောင့်မလို့ပဋိပက္ခဖြစ်ကြတဲ့အခြေအနေကနေလုံးဝရှောင်လွဲလို့မရဖို့စွာတော့မဖြစ်နိုင်ပါဘူး။ရှင်ပုံရပြောရမယ်ဆိုရင်တော့ပြင်းထန်တဲ့မိဘပဋိပက္ခမျိုးဖြစ်တတ်တဲ့မိသားစုရဲ့ကလီရီက ပိုပြီးစိတ်နှောက်ရဖြစ်ကြတာကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့ဒီလိုအခြေအနေမျိုးအနေထားမျိုးကနေလွတ်မြောက်ရအောင်ကုသပေးဖို့စူးစမ်းနေကြတဲ့အကြောင်းတွေလည်းရှိကြတာပေါ့လေဒါပေမဲ့ကွာရှင်းပြတ်စဲတာကမလွဲမရှောင်သာအဖြစ်တခုတော့မဟုတ်ပါဘူးမိဘတွေတကယ်တပြားစီဖြစ်နေတဲ့အခါမှာကလေးငယ်တွေကအနည်းဆုံးယာယီအားဖြင့်တော့ခြေကွဲနာကျင်ရတာကြီးပါပဲသူတို့မှာယိုရင်းချစ်စီတဲ့အထိ ဆွဲမြဲနေတဲ့အသည့်ကတော့သူတို့ကမိဘနှစ်ပါးစလုံးကိုအလိုရှိနေကြရဲဆိုတာပါတကယ်လို့သာမိဘတူအပြင်းထန်ဒေါသအတွက်ပောက်ကွဲမနေဘူးဆိုရင်တော့ကလေးတွေကတကယ်တပြားဖြစ်သွားမယ့်အခြေအနေမျိုးမဖြစ်ရအောင်အသေးချာစန့်ကျင်ကန့်ကွက်ကြမှာအမှန်ပဲဖြစ်ပါတယ်ကလေးတွေက question ပြဿနာထားရင်မိခင်တယောက်နဲ့အတူနေထိုင်ကြရတဲ့အခါသူတို့ကသူတို့မိခင်ကိုတစ်ခါထပ်ပြီးလက်ထပ်ဖို့အများအားဖြင့်တောင်းပန်ပြောဆိုလေးရှိကြတယ်။ နေများကွဲနေကြတဲ့မျိုးသမီးတွေနဲ့ကလေးတွေကိုစူးစမ်းလေ့လာထားတဲ့စစ်တမ်းထုတ်ချက်တွေကနောက်နောက်ထပ်မပြုတ်ခဲ့ကြတဲ့မျိုးသမီးတော်အများကရွေးချယ်ခွင့်မရကြဘဲလူအမှုရတာအလုံးလုံးကြရငွေကြေးကျပ်တဲကြရအိမ်အောင်ကြပီးသားမိတ်ဆွေတငယ်ချင်းဟောင်းတွေနဲ့လူမှုရေးထိထိဆက်ဆံမှုအကြီးအကျယ်လျော့နေကြဆင်းသွားကြရတာလိုမျိုးသားသမီးတွေပြုစုဆောင်ရှားဖို့စိတ်ကြင်နဲ့လောက်ဆရာအနေထားရရှိဖို့အခက်အခဲတွေတွေ့ကြရ။ညနေခင်းတွေစနေတနင်္ဂနွေနေ့တွေမှာသားသမီးတွေနဲ့အတူလဲပတ်သွားလာကြတဲ့ချိန်တွေမှာသူတို့တွေနဲ့အတူတူမျှဝေဂုံယူတာဝန်ချေပြွန်ဖို့အဖော်မဲနေကြရ နှုတ်နှစ်ယောက်ဖြည့်ဆည်းပေးရမယ့်သားသမီးတွေရဲ့လိုအပ်မှုတွေကိုမိဘတို့တယောက်တည်းဖြည့်ဆည်းပေးလို့ခြေနှက်လောက်ဆရာဖြစ်ပါမလားလို့ပူပင်ကြောက်ကြရတာမျိုးတွေအလားလာရှိရဲ့ဥတီရီမှန်းချက်မယ်လို့မရှိပဲရှင်းလောင်အင်္ဂလိပ်တစ်ခုထဲမှာတရရဲ့ဝဲနေကြတဲ့ညဉ့်ညူးမှုမျိုးတွေစတဲ့ဘဝရဲ့ရဆက်ကြမ်းတမ်းတဲ့ဒဏ်ချက်တွေကိုတွေ့ကြုံခံစားကြရတဲ့ဆရာကိုပြသနေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကမိခင်တူတယောက်တည်းဆိုရင်တော့သားသမီးတွေကိုအအောင်မြင်မြင်ပြုစုပြောထောင်နိုင်ဖို့စရာမဖြစ်နိုင်ဘူးလို့ဆိုရတော့မဟုတ်ပါဘူး။ ဖြစ်ပေါ်လာတဲ့အကျိုးရလဒ်ကမိခင်တရားအနေနဲ့သူမရဲ့လူမှုဘဝအသက်ထဲကအလုပ်ပေါ်မှာကျေနပ်နှစ်သက်မှုရအောင်လှုံ့ဆော်နိုင်တဲ့အရေးသွေးပေါ်မှာတစိတရင်မိတည်နေပြီးတော့တဘာဝတိုင်းခံစားမှုကြောင့်ဖြစ်လာတဲ့မတည်နဲ့ဒေါသဖြစ်မှုတွေအပြည့်ရှိသလိုခံစားနေရတာတွေရယူလိုမှုတွေဂျာကနေသားသမီးအတွက်မိခင်ကောင်းတရားဖြစ်ရအောင်စူးစမ်းနိုင်တဲ့အရေးချင်းပေါ်မှာတစိတ်တပိုင်းတည်နေတာဖြစ်ပါတယ် လက်ထပ်ထိများကြတဲ့နေရာမှာမိဘဖြစ်လာမဲ့သူနှုတ်စလုံးကအရင်ကျပြေးွားကြမယ်အိမ်ထောင်မှုဘဝအတွက်လည်းစူးစမ်းအားထုတ်ကြမယ်ဆိုရင်သူတို့ရဲ့သားသမီးများစုကခြေနဲ့နှစ်သက်စရာအခြေအနေကိုရရှိခံစားကြရမှာအမှန်ပါပဲအခြားတစ်ဖက်ကပြောမယ်ဆိုရင်လည်းဒုတိယအိမ်တော်ပြုမှုတွေရဲ့အနောက်ဆက်ဖြစ်စေနိုင်တဲ့အချို့အစအတိုင်းအတာတစ်ခုကလည်းပြင်းထန်တဲ့ပြဿနာတွေကိုဖြစ်စေတတ်ပါတယ် ။စိုးရိမ်စရာအန္တရာယ်ရှိနေတဲ့အတွက်ချုံရင်အားနည်းနေတဲ့အိမ်ထောင်တစ်ခုကိုရှေ့ဆက်ဖို့ပဲဖြစ်ဖြစ်၊ဤကုန်းချုပ်ပစ်ဖို့ပဲဖြစ်ဖြစ်မိဘတွေကသူတို့ကိုယ်တိုင်ရောသားသမီးတွေကိုပါစိတ်ပညာရှင်တယောက်အိမ်ထောင်ရေးအကြံပေးလုပ်ငန်းတစ်ခုသုံးဖို့တယုံစရာတူအပေါ်မှာယုံယုံကြည်ကြည်နဲ့သူတို့ရဲ့အကြံဉာဏ်ကိုရှာယူသင်ကြပါရစေ။အဲ့ဒါကသူတို့ဇနီးမောင်နှံတယောက်စလုံးရဲ့မကျေနပ်မှုတွေအခြေခံကြောက်ရွံ့ပြဿနာတွေအတွက်သာမကပဲအဖြေထွက်ပြေလည်သွားစရာအလားလာအတွက်ပါကျွမ်းကျင်နှက်ဆက်သူပညာရေးစီကနေအကူအညီရယူလိုက်ခြင်းပဲဖြစ်ပါရစေ။ ခြေခြေနက်နက်အသေးချာဆေးဆေးဆက်ဆက်အကြံဉာဏ်ရယူအပြီးမှတော့တနေရာမှာသူတို့အင်တာရီကအားကောင်းတာယာမှုရှိတယ်။အဲ့ဒါကိုလည်းနှစ်ဦးစလုံးကထိမ့်သိမ့်တည်မြဲစေချင်တယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းသိမြင်လာကြမှာဖြစ်တယ်လို့တခြားခြေနေတရမှာဆိုရင်တော့သူတို့ရဲ့အင်တာရီကအားနည်းချုံရနေပြီးစာကလေးကိုကပြက်စီးနေခဲ့ပြီးဆိုတာပို့ပြီးထင်ထင်ရှားရှားပေါ်လွင်နားလေသွားနိုင်ကြပါတယ်။ အဲ့ဒီအချိန်နဲ့အခုစလုံးမှာဇနီးခင်ပေါ်နေရာစလုံးကသူတို့ကိုယ်တိုင်သူတို့ပို့ပြီးတော့နားလေကြမှာဖြစ်ပြီးအခုမှပဲလက်ရှိအိမ်အောင်ဒါမှမဟုတ်အိမ်အောင်တဲ့တခုမှအနာဂတ်တည်ငြိမ်ခိုင်မြဲရေးအခွင့်အလမ်းတခုရရှိနိုင်ကြမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာတွေ့ရတတ်တဲ့အနောက်ဆက်အဟန်တာတခုကတော့လင်းမယားအတော်မများကအကြံဉာဏ်ရယူရမှာကိုညင်းဆန်တွန်းဆုံနေတတ်ကြတာပါပဲ။ မကြခနာဖြစ်တဲ့တာကတော့မိဘတူကအသေးချာစိတ်ကုံကြီးငွေလာပြီးဆိုရင်ကိုရဲ့အိမ်အောင်ဖက်ကိုပို့ပြီးအပြစ်ဖို့လေးရှိတာပဲဖြစ်ပါတယ်။ခင်မောယောက်ျားတို့မို့ဇနီးတဲ့အနေနဲ့သူသူမတို့ကဘာလောကမှာနောက်ဆုံးလိုချင်တဲ့အရာကအိမ်အောင်ရေးဆက်လက်တည်မြဲဖို့နီလန်တစ်ခုကိုရှာဖွေတွေးရှိဖို့ပဲလို့ယုံကြည်တတ်ကြတာကိုတွေ့ရပါတယ်။အကြံပေးပုဂ္ဂိုလ်တူးစီသွားတာကအပြစ်ရှိရာကိုဝန်ခံရသလိုဖြစ်တယ်။ဒါမှမဟုတ်အနေဆုံးတော့တန်တရားစိတ်ကိုဝင်ခံရတာဖြစ်တယ်လို့သူတို့ကအားလဲထားကြပါရဲ့အရေးကြီးတဲ့ရွေးချယ်မှုတစ်ခုကို ဆွေးနွေးဖို့ညင်ပေတာကအမှားရွင်းတယ်လို့ထောက်ပြခံရမှာကိုချိန်ပြီးတော့စိုးရင်ကြောက်ရွံ့နေတာကိုပြသနေတာဖြစ်တယ်ဆိုတော့အရေးပုံရမှန်ကန်နေတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီကြောက်ရွံ့မှုမျိုးတွေကိုအမျိုးသမီးတွေထက်အမျိုးသားတွေမှာပို့ပြီးတော့တွေ့ရတတ်တာဖြစ်ပါတယ်။ င်နောင်ဘက်တယောက်ကအကြဉျဉ်တောင်းခံရယူဖို့ကိစ္စကိုလုံးဝညှင်းဆန်နေပြီဆိုရင်တော့မှအဲ့ဒါကတခြားအင်နောင်ဘက်တယောက်အတွက်ရှေ့ဆက်လုံဆောင်လှူရှားဖို့အခွင့်အခါကောင်းတစ်ခုတနည်းနည်းနဲ့ဖြစ်တင်ပါတယ်လူနှစ်ယောက်ရဲ့ကြားမှာရေရှည်ဖြစ်နေတဲ့ပฏิပက္ခတစ်ခုမှာပฏิပက္ခကိုဆက်ပြီးဖြစ်ပေါ်နေစေတဲ့စိတ်ဆိုးထောသားဖြစ်စရာတချို့နဲ့ တချို့ကိုရီကိုသွေးရအားပြိုင်စရာကိစ္စတွေအများအားရှိနေတတာတွေ့ရပါတယ်။ရှေးဆိုယူစကားရပြောရမယ်ဆိုရင်ဖြစ်ပေါ်နေရတော့လိုအပ်စမြဲပါ။ဒါပေမဲ့အဲ့ဒါကဥပဒေကြောင့်ရသောမို့ကိုကျင့်သိခါရနှစ်ဦးနှစ်ဖက်အတူတူမှားကြတာပဲလို့ဆိုလိုတာတော့မဟုတ်ပါဘူး။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးနေရာစလုံးအသေးစိတ်ရနားမလည်နိုင်ကြတဲ့အမှန်တကယ်အဖြစ်အိမ်နောက်ဘက်နှစ်ဦးစလုံးပူတွဲပါဝဲလှူရှားခဲ့ကြတဲ့အိမ်နောက်ရဲ့နေပယ်တဲကအတွေ့ရများတဲ့ဆိတ်လှူရှားနောက်ဆက်ဖြစ်မှုပုံစံမျိုးကိုကျွန်တော်ရိုးရှင်းဆုံးဖော်ပြပေးပါမယ်။ ရေပုံရနောက်ပြောင်ကြည်စည်မှုရန်ဖြစ်မှုနဲ့ညာတာကင်းမဲ့မှုတွေထပ်ပုံမိုးရဲမိသားစုတွေထဲမှာမွေးဖွားကြည်ပြင်းခဲ့ကြတဲ့သူတွေကအရွယ်ရောက်လာတဲ့အချိန်မှာသူတို့နဲ့နီးစပ်တဲ့လူမှုဆက်ဆံရေးအတိုင်းအဝိုင်းတွင်မျှော်လင့်ထားတဲ့အစ်စ်မျိုးကိုသာမကပဲသူတို့ရဲ့အသိစိတ်တွေကနေရှာဖွေကြတဲ့အစ်စ်မျိုးကိုပါရရှိသွားတတ်ကြပါရဲ့။ မူလသဘာဝအဖြစ်နာကျင်ခံစားနေရတာတွေကအကြောင်းကျိုးကြမရှိတဲ့နီလန်းနဲ့ပြင်းထန်တဲ့ကျန်းတန်းတဲ့ကျင်းနေပျော်ရွှင်စရာမျိုးဖြစ်လာတတာကိုတွေ့ရပါတယ်။အဲ့လိုပုံကုမျိုးတွေကသူတို့ရဲ့အိမ်အောင်ကြီးကိုစားနောက်ကြီးစေမှု၊လှောင်ပြောင်ရှိမောမှု၊ဆူရှာနာကျင်တဲ့အတန်ဒါမှမဟုတ် ရှိုင်းနဲ့ထိုးချိမှုတွေအများကြီးနဲ့တိစားဖို့သူတို့ရဲ့စိတ်ထဲကကိုမသိစိတ်ထဲကမျောလင်းထားတတ်ကြတာပဲဖြစ်ပါတယ်။ပြီးတော့အဲ့လိုပုံစံမျိုးနဲ့အဝင်ခွင့်ကြားဖြစ်မဲ့အင်နာဖက်မျိုးကိုလည်းရှာဖွေရယူကြပါလိမ့်မယ်။သိရမဖြစ်တဲ့သူမျိုးတွေဆိုရင်တော့သူတို့အတွက်ညီငွေစိတ်ပြက်စရာဖြစ်သွားတတ်ပါတယ်။အင်တာဖက်တယောက်ကပိုပြီးချင်လို့ထိပါတဲ့နေရာရောက်လာတတ်ပြီးအခြားတယောက်ကတော့ပိုပြီးကျွန်းတော်နာခံရတဲ့နေရာရောက်လာတတ်ပါတယ်။ဒါပေမဲ့လို့ တို့ရဲ့ရံပွဲတွေကိုခမားတို့အနီးကပ်လေးလာကြည့်မယ်ဆိုရင်တို့နှစ်ဦးစလုံးကတယောက်နဲ့တယောက်အပြန်လန်ဒေါသထွက်အောင်ဆွာပေးနေတာကိုတွေ့ရမှာပါထေရှားမြင်သားရဲ့နမူနာတစ်ခုအနေနဲ့ဆိုရင်လေယောက်ျားကသူ့မိမကိုရိုင်းနှက်ဖို့စိတ်ကူးပေါင်းမလာသေးခင်မှာကိုမိမကရှင်ကျမကိုရိုင်းနှက်ဖို့မကြိုးစားနဲ့တော့လူယုံမာကြီးဆိုတဲ့ရန်တာအဟိမြူမူတွေကိုလှုပ်တက်ကြတာမျိုးပေါ့လေ အင်တာဘတ်ဦးစီကတရားရလတ်တုံးပြန်မှုကိုတရားကစိတ်ဆိုးဒေါသဖြစ်နေကြတာပါဒါပေမဲ့သူတို့တွေကိုစီကိုရိုင်းကတိုးနှက်တိုက်ခိုက်နေရတွေကိုတော့မမြင်တတ်ကြပါဘူးအပြုသဘောနဲ့အဖြစ်သဘောခန့်စားမှုတွေရဲ့နီးစပ်မှုသဘောကိုလင်မယားနှစ်ယောက်တည်းချစ်ချင်းခင်ခင်နေဖို့မှမလုပ်ရသေးခင်အပြင်းထန်ရန်ဖြစ်တာနဲ့စားခဲ့ကြတဲ့အချင်းကြီးအတွက်ကပြသနေတယ်လို့ဆိုရပါလိမ့်မယ်စီဟကကိုဆရာဝန်တွေကတော့အဲ့လိုဆက်စပ်ရင်းမျိုးကိုစာနိုမက်ဆိုခစ်စတေလို့ခေါ်ပါတယ် တိတ်အားပြောတဲ့အစင်းအခြေအနေတွေကတော့ကျွန်တော်တို့အားလုံးဒီပါမှာရန်ပြူတီပါစော်ကားမှုတို့မကျိုးနနာခံမှုကနေအနေချင်းဂျိနေပျော်ရွှင်မှုမျိုးကိုခံစားရနိုင်ခြေရှိပါတယ်။အဲဒီကြောင့်ရင်းကပဲစိတ်ကောင်းခြေခံစားပြီးစောင့်နောက်ကြည်စည်မှုကစားပွဲတစ်ပွဲမှာပြိုင်ဘက်ကိုအနိုင်ယူမှုဓမ္မမုတ်ကော်မတီတစ်ခုမှဩစာအာနာပြလွန်တဲ့ဥက္ကဋ္ဌတယောက်အတွက်ခွေးတကောင်လိုလောက်ကင်ပေးတဲ့အရာသာကိုခံစားနှစ်သက်လာစေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီစာကြောင်းကြောင့်မဲကျွန်တော်တို့ကသူချီပဲဆိုရင်ပုံမှန်တဘာဝကဖောက်ပြန်ချိုယွင်းနေတယ်လို့ယူဆလို့မရပါဘဲလူတယောက်ရဲ့ကလေးဘဝလေ့ကျင့်ပညာသင်ကြားမှုထဲသွတ်သွင်းပြီး အားဖြစ်ပေးလိုက်မယ်ဆိုရင်တို့ရဲ့အိမ်နာမှုဘဝကိုလွှမ်းမိုးချယ်လဲပုံပြပန်းပြဖြစ်သွားစေနိုင်တဲ့ဒိညွတ်မှုတွေကိုဆွေးနွေးနေကြတာဖြစ်ပါတယ်။မကြာခဏတွေ့ရတတာကတော့တခြားเจ้าနေနဲ့အိမ်နာရေးမှာအမှားရွင့်နေဖြစ်လာပြူလာပြီးဆိုရင်တော့အင်တာဖက်တွေကတယောက်ရဲ့ပြစ်ကိုတယောက်ဒေါသဖြစ်စိတ်ဆိုးကြလူမသိသူမသိရှိခဲ့တဲ့ကိုပြစ်တွေကိုကိုဒေါသဖြစ်ကြနဲ့တို့ကအပြန်အလှန်ပြစ်တင်စိတ်ဆိုးဒေါသဖြစ်တဲ့ထက်ဖြစ်အောင်လုပ်နေကြသလိုမျိုးဖြစ်သွားတတ်ကြပါတယ်။ အဲ့လိုအိမ်တော်ရင်မျိုးမှာမိဘတွေကကလေးကိုသူတို့ရဲ့ခိုင်ရန်ဒေါသဖြစ်မှုနဲ့ကင်းလွန်အောင်ထားနိုင်တဲ့ဆွေးနောင်မှကလေးအတွက်မကောင်းလာပါဘူး။မကြမကြဆိုသလိုပဲမိဘတယောက်ကတခြားတယောက်ကိုဥတီပြီးကလေးကိုစာနောက်ကြည့်စင်းမယ်။နောက်တစ်ယောက်ကတော့သူ့ရဲ့ဒေါသကိုတမတမတ်ကြရဲဆိုတဲ့သဘောမျိုးတက်ရောက်ရအောင်ကလေးရဲ့ကြေကွဲဝင်နေရမှုကိုပုံကြီးချက်ပြောဆိုစာရီကိုမတိနားမလဲဘဲနဲ့လောက်ကြရင်လည်းသူတို့ရဲ့ကလေးကိုနယ်ရုပ်တရုပ်လိုအသုံးချမိသလိုဖြစ်သွားတတ်ပါတယ်။ဒီကလေးမိခင်ဖခင်နှစ်ယောက်ကအခြေခံအဖြစ်ရင်ဖြစ်ပြီးစိတ်မကြည်မနှက်ဖြစ်ကြတာထက်ဆိုင်ပုံမှန်တိုင်းအတူတူနေထိုင်သွား ားတာကစိတ်ကျဉ်နှက်စရာပိုကောင်းပါတယ်လို့ယူဆပြီးအတူနေထိုင်ကြပြီမဲ့သူတို့ဘလို့ပဲညှဉ်းဆန်မှုစ조사ပါစေကလေးကသူတို့ပေါ်ထားတဲ့သဘောထားနဲ့နောက်ဆုံးသူရဲ့အိမ်တော်ရေးဘဝပေါ်မှာထားတဲ့သဘောထားအထိသူမိဘတွေဖြစ်ခဲ့ကြတဲ့အခြေအနေမျိုးပုံပြပန်းပြဖြစ်သွားနိုင်ပါတယ်တိုင်းမြတ်တကယ်လို့သူတို့နည်းကကွာရှင်ပြက်ဆဲလိုက်ကြပြီးတော့မိခင်ဖြစ်သူကရန်သိပ်ဖြစ်ချင်နေအောင်မဲဆိုရင်သူမကိုရိုင်းနဲ့သူမကလေးအတွက်နောက်ထပ်အလားတူပုံစံမျိုးအိမ်အောင်ရေးတစ်ခုထပ်ပြီးဖြစ်လာစရာအလားလာရှိနေပါသေးတယ်။ ခင်ဗျားတို့အနေနဲ့ကျွန်တော်ခုကိုကားဖော်ပြခဲ့တဲ့စာကိုပြန်ကြည့်မယ်ဆိုရင်တကယ်ပြဿနာကမိခင်ကမိလိုက်တဲ့ကွာရှင်းပြက်စရာမလားမကွာရှင်းသင့်ဘူးလားဆိုတဲ့မိခွန်းနဲ့တိမ်များကွဲပြားခြားနားနေမလားလို့ကျွန်တော်တန်တရားရှိရဲ့အကြောင်းကိုခင်ဗျားတို့တွေ့မြင်နိုင်ပါလိမ့်မယ်။စာရဲ့အနှစ်သာရပြဆိုနေတာကဖခင်နဲ့မိခင်တယောက်ကမဆုံးနိုင်တဲ့မထီခလုတ်ထီခလုတ်ပြောဆိုလိုက်ကြပြောတာကိုခံလိုက်ကြဆစစိန်နဲ့ပဲတခုတည်းမှလုံးထွေးနေကြရင်နဲ့သူရဲ့ကလေးကိုပါထွေးရွှတ်တင်ပါဝင်ပတ်သက်ရအောင်လုပ်နေကြရည်ဆိုတာပါပဲ။ မိခင်ကဖခင်အိမ်ပြန်လာတာကိုမညာမတာရက်ဆက်ကြမ်းတမ်းဖို့လို့ယူဆနေပါတယ်ဖခင်ကအဲ့လိုလုပ်တတ်တယ်ဆိုတာကိုတော့ကျွန်တော်တန်ကြားမရှိပါဘူးဒါပေမဲ့တကယ်လို့ဒါသူမရဲ့ခင်မွန်းတဲ့ကိုအဲ့ဒီပฏิပက္ခအပေါ်မှာသူမြင်တဲ့အမြင်ကိုပြောပြဖို့မေးမြန်းခဲ့မယ်ဆိုရင်သူကသူအိမ်ပြန်လာပြီဆိုရင်ဝင်လာတာနဲ့သူ့ရဲ့မိန်းမကဒေါ်သတကြီးစောင့်ကြည့်နေပြီးသူသားနဲ့သူလှုပ်ဆောင်တာလှူရှားရမယ်တမ냐ကိုအစိုးဝါဆုံးအမြင်နဲ့သာကြည်မြင်တဲ့အကြောင်းနောက်ဆုံးသူစိတ်ယူပေါလာပြီးကလေးကိုစာနောက်ကြည့်စေပြီးစိတ်ဆိုးဒေါသဖြစ်ရကြောင်းပြောကောင်းပြောပါလိမ့်မယ် မိခင်နေနဲ့မှာယွန်းသွားခဲ့တာကိုနားမလည်ဘူးဆိုရဲကြောင်ဖော်ပြနေတဲ့အချက်တစ်ခုကတော့သူမရဲ့စာအထဲမှာသူမယောက်ျားမှာနေသက်စရာလက်ခံစရာအရေးသွေးရလို့လုံးဝမရှိရကြောင်းနဲ့အဲ့ဒါကိုလည်းသူမလက်ထပ်ပြီးရချိန်မှာချက်ချင်းပဲသိလာခဲ့ရပါတယ်လို့ရေးသားထားခဲ့တာကြောင့်ပါပဲတကယ်လို့အဲ့ဒီတိုင်းမှန်နေဆိုရင်တော့အဲ့ဒါကိုသူတို့ညောက်လက်မထက်ခင်အချိန်ကသူမပါဖြစ်လို့တန်တရားမရှိခဲ့ရတာပါလေသူတို့လက်ထက်ခဲ့ကြတာသိစိတ်လှုပ်ရှားတက်ကြွနေကြတဲ့စေတောသက်ရွယ်တွေလက်ထက်သလိုဂျုံစာကြီးကမှုရှုထုတ်လက်ထက်ခဲ့ကြတာမျိုးမဟုတ်ဘူးလေ အရွယ်ရောက်ပြီးတဲ့သူတို့ကသူတို့ကိုသူတို့လဲစားကောင်းလဲစားမှဖြစ်ပေမဲ့စစ်သူချင်းအနေနဲ့တရားကိုတရားတော်အလွယ်တကူမလဲစားတတ်ကြပါဘူး။ပြီးတော့တကယ်လို့သူမယောက်ျားကအဲလောက်ဆိုခဲ့ရဲဆိုရင်လဲကလေးမြခင်ချိန်တုန်းကဘာဖြစ်လို့သူနဲ့အတူတူဆက်နေနေခဲ့ရတာလဲ။ဘာဖြစ်လို့သူနဲ့သားသမီးယူခဲ့ရတာလဲ။ကျွန်တော်ပြောနေတာကရှိနေတောင်နေတော့တူနေပြီ။ကျွန်တော်ကသူမကိုအပြစ်ရှာနေတာမဟုတ်ပါဘူး။တကယ်လို့ကျွန်တော်ကသူမရဲ့ခင်မွန်းဖြစ်တဲ့ဖခင်ဖြစ်သူရဲ့ဇလန်းကိုနားထောင်ခဲ့မယ်ဆိုရင်လဲသူပြောတာတွေအပေါ်မှာကျွန်တော်က တန်တရားထားရှိရမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတခါတုန်းကလက်ထက်ခဲကြဖို့အထိချက်ခဲ့တဲ့ချက်သူနှစ်ယောက်ကတရားနဲ့တရားလူဆိုးလူကြမ်းတွေလို့သဘောထားလာကြတဲ့အစဉ်ထိရောက်လာကြပြီးအဲ့ဒီအကြောင်းလေးကိုလည်းတရားနဲ့တရားထုတ်ဖော်ပြောဆိုမှုမရှိကြဘူးဆိုရင် သူတို့ကအဲ့ဒီအကြောင်းကိုတခြားလူတယောက်နဲ့ပြောဆိုဆွေးနွေးဖို့လိုအပ်နေပြီဆိုတဲ့အချက်ကိုအလေးနက်ထားပြောပြချင်တာပါကျွန်တော်အင်တာဗျူးပြဿနာမျိုးစားတစ်ခုကိုပဲစူးစိုက်ဆွေးနွေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါမျိုးကနေရာတကာမှာဖြစ်နေကြတာဖြစ်ပြီးကလေးရီရဲ့ဘဝအစီအမြေချောမွေ့ရေးပြဿနာကိုလည်းသိတာမြင်ထင်ရှားရှိလာစေလိုပါပဲ။တိုင်မဲလို့ဆေယောဂကုစီအရီနဲ့အခြားကျန်ပြီးပုဂ္ဂိုလ်တွေကအင်တာဗျူးကိုအားနည်းစေတဲ့စိတ်ပညာဆိုင်ရာအချက်အလက်ဒါဇင်ပေါင်းများစွာကိုတွေးရှိထားခဲ့ကြပြီးဖြစ်ပါတယ်။ အချို့ချက်တွေကတော့အပေါ်ရင်သဘောလောက်ပဲဖြစ်ပေမဲ့အများစုကတော့မမြင်တွေ့နိုင်လောက်အောင်ကိုမသိစိတ်ထဲမှာရှုပ်ထွေးဖုံးကွယ်နေတတ်ကြပါတယ်။အိမ်တော်ဖက်တယောက်တည်းက အပေါ်မှာပြင်းနေကဖြစ်လာတဲ့တန်တရားဒါမှမဟုတ်အနာကြီးဒေါသဖြစ်မှုတွေကမှန်ကန်နေတဲ့စိတ်ဆွဲလမ်းမှုထပ်ပိုပြီးအခြေခံအားဖြင့်မယုံကြည်မစိတ်မချနိုင်မှုကိုဖြစ်ပေါ်လာစေတတ်တာဖြစ်ပါတယ်။အဆွေခင်ပွန်းဖြင့်နှစ်ဦးနှစ်ဖက်အကျိုးတူပူပေါင်းဆောင်ရွက်ရုန်းကန်ကြဖို့ဆွေရွေချက်နဲ့လက်ထက်ခဲ့ကြတဲ့ဇနီးမောင်နှံတယောက်ဖို့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့သူတို့ရဲ့အပြုမှုတွေကိုကြည့်ပြီးသူတို့တယောက်စီတယောက်စီကကလေးလေးတယောက်လိုမသိစိတ်ထဲကနေပြီးအခြားတယောက်ပေါ်မှာလုံလုံလျားလျားအမိခိုပြုတင်လာကြတဲ့စွာတိတာပေါ်လွင်လာတတ်ပါတယ်။ အခန်းကဏ္ဍအတော်များလောက်မှာကောင်းကောင်းကြီးဆင်ခြင်ဆုံးဖြတ်နိုင်တဲ့အမျိုးသမီးတယောက်ဖြစ်လာမယ့်ယောက်ျားရင်းနဲ့တိတ်အလွန်အလွန်ရှင်ပြန်ခြင်းဆဲရှိနေမယ်ဆိုရင်တတိကြကြာရေးရမသိပဲအာကောင်းမောင်းတန်ချင်းဒီမှာရှိတဲ့ယောက်ျားတယောက်ကိုတုံ့ပြန်လက်ထက်ကောင်းလက်ထက်နိုင်ပါရဲ့ အဲပြည်ရနဲ့တပြိုင်နဲ့အရိယာကြားကနောက်ပိုင်းမှာဘလို့အောင်မြင်မှုမျိုးကိုပဲရယူနိုင်ပါစေ။သူ့ပေါ်မှာယုံကြည်မှုတစုံတရာမပြသနိုင်အောင်ဖြစ်လာတတ်ပါရဲ့။တခါယောက်ျားတယောက်ကသူ့ရဲ့ကလေးဘဝမှာနာကျင်ခံစားခဲ့ရတဲ့မိလျော့တလို့ဖြစ်နေတဲ့ဝေဒနာခံစားမှုတွေကြောင့်စနီးရဲ့ကြည်လင်အေးချမ်းမှုကိုအားနည်းရောပါသွားအောင်တွန်းထွက်ဖယ်ရှားပြစ်ခြင်းဖြစ်တတ်ပါရဲ့။ စိတ်ကူးယဉ်ခြင်းနဲ့ပြုမှုဆက်ဆံမှုတွေလိမ်ဆဲဆောင်မှုရအရွယ်တကူလက်လိုက်ခံလက်လျောမှုတွေကချီးရေးဆွနေကြတဲ့ကာလပိုင်းခြားအတွင်းမှာအရေးပါဆုံးလို့ထင်ရပေမဲ့လက်ထပ်ထိန်များပြီးတဲ့အချိန်မှာတော့ကွယ်ပြောက်သွားတတ်ကြပါတယ်ဒါကဘာဖြစ်လို့လဲဆိုတော့တချို့ဖို့မဆိုင်ရာလက်ထပ်ထိန်များမှုဆိုင်ရာသဘောထားနဲ့အပြုမှုတွေကခလီဘွားရုံကတခါတရံလူကြီးစိတ်နဲ့ရဆက်တဲ့လေစားမှုတွေကိုပျော်ပါးကစားခဲ့စေတဲ့အချိန်မှာနက်နက်ရှန်ရှိုင်းဖန်ဆားထားခဲ့လို့ပဲဖြစ်ပါတယ် ကျွန်တော်ကျွမ်းကျင်သူပညာရှင်တွေစီကအကြံဉာဏ်ကိုရယူဖို့တိုက်တွန်းခဲ့ပေမဲ့ချက်ချင်းလွယ်လွယ်ကူကူအဖြေတစ်ခုရလာလိမ့်မယ်လို့တော့မမျှော်လင့်စေချင်ပါဘူး။ဒီကလေးမိခင်ဖခင်နှစ်ဦးစလုံးကအပြုသဘောစိတ်ဆန္ဒရှိကြမယ်။သူတို့ရဲ့ပြဿနာကလည်းနက်နက်ရှာရှာအမြင့်မတွေ့သေးဘူးဆိုရင်တော့တိတ်မကြခင်လာတွေအတွင်းမှာနားလည်မှုနဲ့အစဉ်ပြေညီညွတ်မှုအတော်များများကိုရရှိလာနိုင်တာပဲဖြစ်ပါတယ်။ဒီပကကပြင်းထန်ပြီးပြဿနာဖြစ်ရမူလားဒီကအကြောင်းရင်းတွေက ချောင်းပြချက်တွေကမသိစိတ်ထဲမှာဖုံးအုံနေမြုပ်ရဲဆိုရင်တော့အသေးချာဂိူးဆိုင်ပြီးစိတ်ကိုခွဲချမ်းစိတ်ဖြာမှုပြုလုပ်ပြီးမှပဲစိတ်ကျေနပ်လောက်စရာအောင်မြင်တဲ့ထိန်ချောင်းပြပြမှုမျိုးကိုရှားနိုင်ပါလိမ့်မယ်။ဒါမဲ့တကယ်ရန်ပြပြဝဝလိုက်ဖက်ညီတဲ့အိမ်တော်ရင်မျိုးနဲ့လက်ထထိန်များခဲ့တဲ့အိမ်တော်ရင်မျိုးဘလောက်များများရှိကြပါသလဲ။လက်ထထိန်များမှုတစ်ခုရဲ့ရေပုံရအသေးစိတ်တက်ကသူ့ရဲ့အချာဝိသေးသားကြတဲ့အချက်လက်တွေထပ်ပို့ပြီးအထူးကကြပါရယ်။ဥပမာအဖြစ်အိမ်တော်ကြီးအများစုမှာကောင်းမွန်တဲ့ဖိုးမဆက်ဆံရေးညီညွတ်များတာမှုကအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပေမဲ့တက ယ်လို့သာအင်အားဖက်တွေကတယောက်နဲ့တယောက်တကယ်တမ်းနည်းနည်းကကချစ်ကြမယ်နှစ်ဦးသားရဲ့ပူပေါင်းဆောင်ရွက်မှုကိုအလေးနက်ထားကြမယ်ဆိုရင်ကောင်းမွန်တဲ့ဖို့မဆက်ဆံရေးညီညွတ်များတာမှုမရှိစေမဲ့အင်တာကြီးပြက်ပြားမသွားကြတဲ့တာတကားတွေလည်းအများကြီးရှိနေတာဖြစ်ပါတယ် သူရဲ့အိမ်တော်ရင်မှာအနေအဆုံအတော်တန်အောင်မြင်မှုရနေရတဲ့လူတယောက်ဆိုရင်အဲ့ဒါကကိုကိုရန်ဂေယုဒဆိုင်ထိန်သိမ်းဆောင်ရှောက်မှသာရယူနိုင်တဲ့အရာဖြစ်တယ်ဆိုတာကိုသိနေပါလိမ့်မယ်။ပထမဆုံးအိမ်တော်ဘက်ရဲ့အချောင်းကိုရောကိုကိုရိုင်းရဲ့အချောင်းကိုပါအများကြီးသိထားဖို့လိုအပ်ပါတယ်။မိမတွက်နိုင်တဲ့ထိမ့်သိမ်းမှုတွေနဲ့တခြားအဆင်ပြေအောင်အထောက်ပံ့ပေးနိုင်တဲ့အရာတွေကိုအလျင်မြန်ဖန်တီးရယူရပါမယ်။နှစ်ကာလရီရှိကြလာတာနဲ့အမြအတိုင်းပင်ဆွေးနွေးမှုကိုချင်းစာတရားထားရှိမှုနဲ့စာနာလိုက်လျောမှုစားရတဲ့အချက်တွေနဲ့နှစ်ဦးစလုံးကျင်းနဲ့နှစ်သက်ပျော်ရှင်ခြင်းနဲ့စိတ် ဆန္ဒကလိုအပ်နေစေဖြစ်တယ်ဆိုတာကိုအခိုင်အမာတွေးလာရပါလိမ့်မယ်။တကယ်လို့အိနာဖန်နီယောက်က တာသမီးတွေကိုကျွေးမွေးပြုစုတဲ့နေရာမှာစစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုနှစ်ဦးနှစ်ဖက်ညများတတအသုံးမပြုနိုင်ကြဘူးဆိုရင်တော့အထက်မှာကျွန်တော်တင်ပြခဲ့တဲ့အားကောင်းချက်တွေရဲ့ပံ့ပိုးမှုတွေရှိပေမဲ့အိနောင်ကြီးရဲ့အနောက်ချိုအထိပ်ပယ်တွေကပြက်ပြားဆုံးရှုံးရတတ်တာကိုတွေ့ရတတ်ပါတယ်။အင်တာမှုဘွားကနေရလာတဲ့ပျော်ရွှင်ချမ်းမြေ့မှုစွာကတကယ်တော့အင်တာဘက်နှစ်ဦးကအဓိကအားဖြင့်ထည့်သွင်းတိစောက်ထားတဲ့ချစ်ချင်းမြတ်တာနဲ့စွမ်းဆောင်အားထုတ်မှုတွေရဲ့ဘေးထွက်ပစ္စည်းတွေပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့သားသမီးတွေကကျွန်တော်တို့ကချမှတ်ပေးဖို့ကြိုးစားနေတဲ့စံနမူနာတွေကနေအင်တာရေးရဲ့ စိတ်ဓာတ်ဆွန့်လွတ်နေတာခံမှုနဲ့စစ်မှန်တဲ့တွင်ပြင်တွေကိုနားလည်လာကြလိမ့်မယ်လို့ယူဆနိုင်ကြသလိုဓမ္မကျောင်းတွေရဲ့သင်ကြားပြသမှုစာပေလေ့လာသင်ယူမှုတွေကနေလည်းအဲ့ဒါတွေကိုနားလည်လာကြလိမ့်မယ်လို့မျှော်လင့်နိုင်ပါတယ်။တကယ်လို့လေ့လာသင်ယူစရာနမူနာမရှိဘူးဆိုရင်တော့စောင်းစာပေတစ်ခုတည်းကနေသိမြင်နားလည်စရာအကြောင်းသိမရှိလာပါဘူး။ ဒါမဲ့မိဘတွေအနေနဲ့အထူးသဖြင့်သားသမီးတွေဆက်ကြောသက်အရွယ်အချိန်တွင်မှသူတို့ရဲ့တွေးခေါ်မျိုးမြင်နိုင်ဆွဲမြင်မားနေတဲ့အချိန်မှာစကားရရောစာဥစာပေးရပါသူတို့ကိုရှင်းရှင်းလင်းလင်းနားလေသဘောပေါက်အောင်သင်ကြားပေးဖို့ပို့ပြီးအားထုတ်ကြိုးပမ်းသင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်တည်းမှာပဲသူတို့တွေကလွန်လွန်ကဲကဲကိုစိတ်ကူးရင်လာတတ်ကြသလိုကိုကိစားနဲ့ကိုကိုကိုပဲအာယုံဆိုင်ချင်လာတတ်ကြတာဂယူဆိုင်ချင်လာတတ်ကြတာကိုလည်းသတိထားဖို့လိုအပ်လိမ့်မှာဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါကျမတို့ရဲ့တင်ဆက်ပေးမှုလေးကတော့ဒီမှာရင်ပြီးဆုံးပါပြီ။နောက်တော့ဒါဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးတူပဲတင်ရှိလိုက်ပါရရှင်။